ရမတိကိုကိုပြတ်နိုင်ခဲ့ပြီးနောက်ချန်ပီယံလိမှာပိုဆွဲဖို့ရေပန်းစားဆုံးဖြစ်လာခဲ့တဲ့အာဆင်နယ်ပရိသတ်များလုံးမင်းမင်းလာပါများဘလူးလိုင်းကင်းကပြန်လဲကျူစုလိုက်ပါရီအာဆင်နယ်တင်းကတော့ရီယယ်မတ်တီနဲ့မကစားအသေးခင်ချိန်မှာလူမလေးခွေမကန်အသင်းဖြစ်ခဲ့ပြီလေရီယယ်ကိုကိုပြတ်ကြိတ်လိုက်ပြီးတဲ့နောက်မှာတော့ချန်ပီယံလိမှာပိုဆွဲနိုင်ခြင်းအရှိဆုံးအသင်းဖြစ်လေးပေးမှုတွေမြင့်တက်လာခဲ့ရပြန်ပြီဖြစ်ပါရီအာဆင်နယ်တင်းကချန်ပီယံလိဖလားကိုအသင်းတမိုင်းတက်ရှောက်မှာခြင်းဒီခါမှအရာရှိခဲ့ဖို့ခြင်းမရှိပါဘူးအာဆင်ဝင်ကလက်ထက်မှာတော့ချန်ပီယံလိဆူဖလားကြီးကိုကန်ရောက်နိုင်ဖို့အတွက်အနည်းဆက်ဆုံးသောခြင်းဒီရက်ကိုရောက်ရှိခဲ့ရဖို့ပြင်လေအဆုံးသတ်မှာတော့ဘာစီလိုနာကိုဖိုင်နယ်မှာရှုံးနိမ့်ခဲ့က စီတူလင်းဖြစ်နေပဲကျင်းပခဲ့ရတာဖြစ်ပါရီဒါကြောင့်ချန်ပီယံလိနဲ့အာဆင်နယ်ဆိုတာကအများနဲ့မသက်ဆိုင်တော့သူလိုဖြစ်နေခဲ့ရတာကလည်းအချိန်တော်ကြာခဲ့ပြီဖြစ်ပါရီကလတ်တီထောင်ကလေးနှစ်ပေါင်းတရာကျော်ချိန်ကာလပတ်လုံးပဲဆိုပါစို့ဒါပေမဲ့အာဆင်နယ်ကယောဘဖလားတွေကိုကင်မြောက်နိုင်ခြင်းမရှိတော့တာတော့မဟုတ်ပါဘူးအခုမြင်နေရတာကအာဆင်နယ်ချန်ပီယံလိမရတာကိုစာရင်းစာရင်းနဲ့တပြေးပြေးနဲ့အာဆင်နယ်ကယောဘဖလားမရသေးတဲ့ပုံစံမျိုးစီပြောင်းလဲလာကြတာပါ မနေ့တနေ့ကမှ page တောင်းကျွန်တော်တို့လို page ကြီးရှားပွေတင်ဆက်သမျှတွေကို copy ကူးထိုင်ခိုးရာတွေလုံနေခဲ့ character ဇန်တချို့ကြောင့်ပဲတင်းတွေကတဖြည်းဖြည်းနဲ့ရေးလိုက်လွဲပြီးတော့အမောင်ဖုံးလာရပါတယ်။တကယ်တော့ Arsenal က Champions League ကိုပဲမရဘူးတဲ့ဖြစ်ပြီးတော့ Europa Flag တစ်လုံးမှမရဘူးဆိုတာမဟုတ်ပါဘူး။ Arsenal က Europa Flag ရရှိဘူးပါတယ်။ဘယ် Flag လဲဆိုတော့ Europa ရှုံးအတွက်ပိုများ Flag European Cup Winners Cup ဖြစ်ပါတယ်။ဒီ Flag ပြိုင်ပွဲကအခုချိန်မှာဖြတ်သိမ်းသွားပြီးဖြစ်လို့တကယ်လို့ဆက်ရှိနေမယ်ဆိုရင်တော့ Conference League ကိုတန်းရှင်နိုင်တဲ့အဆင့်တန်းမျိုးနဲ့ဂျန်တူလောက်မှရှိနေတာဖြစ်ပါတယ်။ Arsenal ကအဆိုပါ Europa ရှုံးအတွက်ပိုများ Flag ကို1990 ုံ94ပေါလုံးရသည်မှာကမ်းမြောက်နိုင်ခဲ့ဘူးပါရီဒီပလာအိုမန်ယူတို့စပါတို့ကလည်းရရှိထားခဲ့ကြဘူးပါရီအဲဒါကြောင့်ကိုပြောလိုက်တဲ့ဇာကကဘလိုတိုင်းတာမျိုးထိရောက်ရှိသွားပြီလဲဆိုတာကိုမပြောခင်ဂရေကတေချာစဉ်းစားပြီးမှပြောဆိုကြဖို့ဒါဇန်တိုက်ကိုဒီနေရာကနေတိုက်တွန်းလိုက်ရပါတယ်ဆိုတော့အာစနယ်ကဥရောပဖလားကိုတော့ယာထားဘူးလေဒါပေမဲ့ဥရောပရဲ့အမြင့်ဆုံးဂုဏ်ပေါင်းနဲ့ယက်တီနေတဲ့ချန်ပီယံလိဖလားကိုတော့မရရှိထားဘူးတဲ့ဘူးဖြစ်နေပါတယ်ဒါကြောင့်မဲအာစနယ်တင်းကိုရန်ရောအာစနယ်ပရိသတ်တွေအားလုံးကပါချန်ပီယံလိဖလားကြီးကိုငန်းငန်းတက်လို့ကြည့်နေကြပါတယ်မဟုတ်ရင်ခြားတင်းတွေခြားထဲမှာအတော်လေးကိုမျက်နှာငယ်ရလို့ပဲဖြစ်ပါတယ် ဒါပေမဲ့ဒီတိုင်းလိုလိုမှာအာစနယ်ကချမ်ပီယံဖလားကြီးရဲ့အနာဂတ်တော်မှာမကန်နိုင်ခဲ့ပါဘူး။အမြင့်ဆုံးရောက်ရှိခဲ့တဲ့အဆင့်ကကွာတာဖိုင်နယ်လောက်သာဖြစ်ပါရီ။ကွာတာရောက်ရင်အာစနယ်ကတနည်းမဟုတ်တနည်းနဲ့ကိုပြုတ်သွားတော့တာဖြစ်ပါရီ။အဲဒါကြောင့်လဲဒီနှစ်ပေါ်လုံးရာသီမှာတော့ကွာတာဖိုင်နယ်မှာရီယယ်မာတင်နဲ့ထိတိုက်တွေ့ဆုံခဲ့ရတဲ့ချိန်မှာဆိုရင်အာစနယ်ကတော့ဒုံးဆန်တိုင်းမြေကွာတာမှာပဲပြုတ်ပြီးဆိုပြီးတော့အားလုံးကအထင်သေးမြင်သေးနဲ့ပေါ်ပေါ်ဆာဆာတတ်မှတ်ထားခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းပွဲထွက်ကစားမှာတော့အာစနယ်ကအားလုံးကိုပဲဆက်ဟောင်းသားဖြစ်အောင်လုပ်ပြသွားခဲ့ပါရီ။ ဘယ်သူမှထင်မှန်မထားတဲ့ရလဒ်မျိုးတွေအာဇနီကရီယယ်မက်ဒီကိုအပြုတ်ဖြုတ်သွားခဲ့တာဖြစ်ပါရင်အာဇနီကရီယယ်ကိုတည်ချက်ဖို့ကန်နိုင်မှာမဟုတ်ဘူးကန်ကောင်းလို့နိုင်ရင်တောင်မှကန်နိုင်ရုံလောက်ပါပဲဆိုပြီးတော့ဘယ်သူမှဆိုထင်မှတ်ခဲ့ကြတာပါဒါမဲ့တကယ်တမ်းပွဲပြီးမှာတော့အာဇနီကရီယယ်ကို 3C နဲ့5ပြတ်ချိန်ပြစ်ခဲ့တာပါဒက်လာရိုက်စ်ကဖရီကစ်တွေကနေကြီးပဲနဲ့ကိုတည်ယူခဲ့ပါရင်မိုင်းတို့ကရင်းနေတဲ့ရီယယ်ကိုဝါကူထိုးပြီးတော့85မိနစ်မှာပွဲသိမ်းကိုထပ်သွင်းပါရင်ပွဲပြီးကနေမှာခါမာပင်ကအနီကပ်ထိသွားပြီးရီယယ်တို့ကတော့ဒီရှုံးပွဲကနားလဲနားရီနန်လဲနန်လဲဖြစ်ခဲ့ရပါရင် အခုလိုမျိုးရီယဲကို၃ဂိုးပြန်တဲ့အနိုင်ရရှိသွားခဲ့ပြီးနောက်မှာတော့ဂျပန်လီပိုဆွဲနိုင်ကြီးအများဆုံးအသင်းဖြစ်အာဇနယ်ကရာခိုင်နှုန်းအများဆုံးနဲ့ထင်ကြီးပြီးတတ်မှတ်ချင်းကိုခံခဲ့ရပြီဖြစ်ပါတယ်။ဂျပန်လီကွာတာပထမအကြော့အပြီးပိုဆွဲနိုင်ကြီးအများဆုံးအသင်းဖြစ်အာဇနယ်က82.400ခိုင်နှုန်းနဲ့အဆင့်၁ဘာစီလိုနာက22.400ခိုင်နှုန်းနဲ့အဆင့်၂အင်တာက21.100ခိုင်နှုန်းနဲ့အဆင့်၃ PSG က17.800ခိုင်နှုန်းနဲ့အဆင့်၄နေရာတို့မှာယက်တီနေခဲ့ကြပြီးပြုတ်စော်နိုင်နေပြီဖြစ်တဲ့ရီယဲကတော့17.100ခိုင်နှုန်းနဲ့ရှစ်သိန်းကျန်တဲ့အဆင့်၈နေရာမှာအတီးတီးယက်တီနေကြကြောင်းပါမြောက်ပရိသတ်များအနေနဲ့ကရောဂျပန်လီမှာအာ စနေကပိုဆင်းနိုင်ခြင်းများအစုံအခြေအနေမှာရှိနေပါရဲ့လားမိမိတို့ရဲ့မြင်လေးတွေကိုလည်း comment ကနေပြောပြပေးသွားခဲ့ကြပါဦးခင်ဗျအစုံလေးလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်